န်တဖြစ်ပါရဲ့ရှင်ကျွန်မဒီ Miss World Contestant နဲ့ Best Assistant ဆိုတဲ့မှာရှင်မလေးတာညီမလေးရဲ့ထင်းချင်ဆိုင်ပေါ့နော်ထင်းချင်ရရဲ့နွားနှုတ်ရရဲ့အဲရှောင်းလာတဲ့တက်တန်းကတော့7နှစ်ရှိပြီပေါ့နော်သမီးအနေနဲ့အစကတော့နည်းနည်းတော့ရှက်ရှက်တာဒါပေမဲ့နောက်ပိုင်းတော့ဂျာရှက်ဆရာမလို့ထင်သေးတဲ့အကြည့်နဲ့ကြည့်ရအောင်တချို့ဆိုရင်ဒီမှာဈေးရောက်လို့အပြင်မှာအမှုပညာနဲ့ပတ်သက်ပြီးတော့အလုပ်ခေါ်တဲ့ခါကျရင်ဈေးနိုင်တာမျိုးရှိတယ် ဘာလို့လဲလုံမင်းအမီးတန်ကြီးကဒီလောက်ပဲမျိုးဈေးရောင်းနဲ့ဈေးတယ်အဲ့လိုမျိုးရှိရယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်အထက်ကကိုစိတ်ထားမှန်မှန်နဲ့လုပ်တယ်စိုးစားရဲဆိုတာမျက်နှာငယ်ကြာမျိုးခုံစရာပဲလေသမီးအဲ့လိုရုပ်ရှင်ဆက်ကားကြီးရိုက်ချက်တယ်မင်းသမီးနဲ့ဂျိုင်းတူရိုက်ကြတဲ့အခမ်းအနေပါအမေယုံကြည်ပါရဲ့ဆက်လာလိမ့်မယ်အင်းနေ မနာမည်ကတော့ဆိုနန်းဖြစ်ပါတယ်ရှင်ညီမဒီ Miss World Contestant နဲ့ Best Student ဆိုနန်းပါရှင်ကျန်တဲ့ဘာကထားထားလာမယ်เนาะဟုတ်ပါရဲ့ဒီနေရာလေးရောက်ဆိုရင်ပေါ့ဒါရန်ကင်းမိုးကောင်းချိတ်ဒါသစ္စာလမ်းမှာလမ်းဆောင်ချိတ်ကိုခေါ်ပါရဲ့ရှင့်အာညီမလေးဒါညီမလေးရဲ့ထင်းချင်ဆိုင်ပေါ့เนาะထင်းချင်ရရဲ့နွားနှုတ်ရရဲ့အဲရောင်းလာတဲ့တက်တန်းကတော့၁၂နှစ်ရှိပြီပေါ့เนาะ business ပေါ့နော်ဟိုဒါလည်းသမီးကတာဝန်တစ်ခုယူထားတာပေါ့ဟိုဘလို့ဆိုတာအတေးရကြီးရဆိုတာမရှိဘူးပေါ့နော်သမီးတာဝန်ယူခွင့်ရတဲ့အတွက်သမီးဒီအလုပ်ကိုသမီးကြိုးစားစားလုပ်တယ်ဟိုဝါသနာပါတဲ့အလုပ်လည်းလုပ်တယ်ဒီဟာလေးကိုအချိန်ပိုင်းအချိန်လေးရရင်ရတော့ဒီဆိုင်လေးမှာသမီးဈေးရောက်နေသိရဲ့လေးချောချောလေးသိရဲ့ဒီဒီမှာလေဟုတ်တယ်ဒီမှာလေဟို miss တွေတော်တော်များများလာဝဲမင်းသားမင်းသမီးတွေလည်းလာတယ် model တွေလာတယ်အဲ့လို အများကြီးပဲလာတယ်။ဒါသမီးအနေနဲ့အစကတော့နည်းနည်းတော့ရှက်ရှက်တာ။ဒါပေမဲ့နောက်ပိုင်းတော့ဒါရှက်စရာမလိုဘူး။လူတိုင်းလိုလိုအလုံးလုံးနေရဆိုတော့ဒါသမီးတဲ့အလုံးလုံးနေရဆိုတော့မရှက်ဘူးခုံးနေတယ်။ဘိုးလေးရေဆူရဲအာနည်းနည်းရလာပြီဆိုရင်အာတင်းနန်းတွေတတ်တတ်တယ်အဲ့လိုပွဲတွေတော်တော်ပြိုင်နေဟောအစာပိုင်းရင်ဆိုရင်တော့အိမ်က သဘောမကျအောင်ပေါ့နော်။ဘာလို့လဲဆိုတော့တမိဘက်ကလည်းအာပယ်နိုင်နိုင်မချပြနိုင်သေးဘူးဒီရနုပညာနဲ့ပတ်သက်ပြီးပေါ့နော်။ဒီတိုင်းခလေးမလေးကစိတ်ပါတယ်ဟိုလမ်းမသွားမလားဆိုတော့စိတ်နဲ့သူကတော့အများနဲ့တားတယ်မလုံနဲ့မကြိုက်ဘူး။အာနောက်ပိုင်းတမိလည်းအချိန်ယူပြီးတော့အချိန်ချင်းမှဖြစ်လာအောင်လို့ကြိုးစားမယ်ဆိုတော့စိတ်နဲ့ချပြခဲ့တော့သူ့ကိုလည်းတဖြည်းဖြည်းအားပေးလာတယ်။25လေးရောက်ပြီ။ဟာပြန်နိုင်တယ်ပါရောပြီးသွားလား။ပညာရေးကတော့တဝက်တစ်ပြက်ပေါ့နော်။10ရန်းတော့မအောင်။ဒါပေမဲ့ ပညာရေးချင်းပိုင်းမှာအရန်ကြီးအားတာနေရမဟုတ်တဲ့အတွက်အဲ့ဟာတစ်ခုကြောင့်နဲ့သမီးဘဝရရောပြည့်စုံခံနေပေါ့နော်အဲ့တဲ့ modeling style အဲ့လိုပေါ့ fashion ဘိုင်းတွေအရန်ဝါသနာပါရတဲ့အတွက်သမီးကအဲ့အရာတွေကိုအရန် focus လုပ်တယ်အဲစူဇန်လေးလာတယ်နောက်နေ့ထားလို့မရအောင်ဒီနေ့တနေ့ဟာတနေ့ပဲဘာလို့လဲဆိုတော့ဆေးရိုင်းမတုံးတဲ့ခါကျတော့တဘာဝဟာစကြထားမခံ အားကြောင့်ဒီဟာကျတော့အကုန်လုံးစစ်စစ်ပါပဲဒိန်ငင်ဆိုလဲဒိန်ငင်ကိုတစင်းခံအဲ့လိုအချိန်ဖောက်ထားတဲ့ဒိန်ငင်ပဲကျောက်ကျော်စေးတို့ပါလို့အဲ့လိုတော့ထည့်မသုံးတာဘောနော်ဘာဖြစ်ဆိုတမီးဆိုင်မှာလာဝဲတဲ့သူတွေကဆိုရင်ချက်လာတာခလေးအဲ့ရနေစပြီးဒိန်ငင်စစားပြီအဲသူတို့အမေဆိုရင်ဘောနော်ခလေးတွေကအဲ့လိုဝင်းပူရာတွေပါပြီးဖြစ်တယ်ဆိုရင်ဒိန်ငင်တိုက်တယ်အဲ့လိုဝင်းအတွက်ကောင်းတယ်ဆိုခလေးတွေကလည်းအမြဲတမ်းလိုလိုစားကိုဝင်းဆောင်မိခင်နေပြီးတော့အသက်ကြီးရဲ့ပူပူပွားတွေလာတယ်ပြီးတော့တမျိုးဒီထက်ညက်ဆိုလဲ တခြားမယုံစားရဲထက်ညက်ရဲပဲပေါ့နော်ဟုတ်အဲ့တော့ထက်ညက်အများကြီးတော့လိုက်ရတယ်ဟုတ်အခွက်ရေတော့တမိကတော့မတွက်ထားဘူးပေါ့နော်ဒါပေမဲ့ဒီတအိုးဆိုရင်6ပိတ်သားလောက်ရှိတယ်ဒင်းချင်းဆိုရင်အချိန်15လောက်ကုန်နွားနုဆိုရင်လည်းအချိန်15လောက်ကုန်တယ်ပေါ့နော်အချိန်30လောက်လောက်ကုန်တနည်းဆိုရင်ဘယ်လောက်လောက်ရောင်းရလဲသုံးသိန်းကျော်နော်ဟာဒါလည်းတစ်ဖက်တစ်လမ်းကနေ customer တွေကိုချမှတ်ဖို့အတွက်ကုညီတဲ့သဘောပါပဲအဲ့အတွက်အဲ့ရရလာတဲ့ပတ်စံကိုတမိအတွက်တဝက် ပြီးတော့အချိန်မပေးတဲ့သူတွေကိုတဝက်အဲ့လိုသမီးကူညီမယ်လို့တော့သမီးဆုံးဖြတ်တာ။နောက်နောက်အပတ်မှလည်းသမီးကအလှလေးတစ်ခုတလုံးဝရှိရယ်။အတိကအလုတ်ကတော့အလုတ်ပါပဲ။ဟိုရှိရယ်သမီးကိုအဲ့လိုမျိုးအထင်သေးတဲ့အကြည့်နဲ့ကြည့်ရအောင်။တချို့ဆိုရင်ဒီမှာဈေးရောင်းလို့အပြင်မှာအမှုပညာနဲ့ပတ်သက်ပြီးတော့အလုတ်ခေါ်တဲ့အခါဈေးနိုင်တာမျိုးရှိရယ်။ဘာလို့လဲလို့မေးရင်သမီးတန်ကြီးကဒီလောက်ပဲမို့လို့ဈေးရောင်းနဲ့ဈေးတယ်အဲ့လိုမျိုးရှိရဲ့ဒါပေမဲ့တချို့ကြတော့လည်းဒါရီမကြည့်ဘူးသူ့လောက်အားခါသူနဲ့ ်တန်တန်လေးပေးရမတော်ရင်တော်ရင်တော်ဆိုပေးရစူးစားရစူးစားပြီးပေးရအဲအဲ့လိုမျိုးရရှိရပါတော့ဒါပေမဲ့နောက်ပိုင်းတော့တမီးကဘာလို့မှဂရင်းမဆိုင်တော့ဘာအလောက်ကိုလောက်တယ်တမီးကလည်းမထိခိုက်ဘူးဘာလို့မှလည်းနင်နာအောင်လည်းမလုပ်ဘူးကိုကြောင့်တမီးကအကျိုးရှိရမျိုးပဲဖြစ်ရမယ်ဆိုတော့စိတ်နဲ့အဲ့လိုခံယူချက်ပဲထားတာခုဒါဆန်တဲ့နေရာခတ်တဲ့နေရာနေရာတော့ထိန်ချင်းပေါ့နော်ဒါဒိန်ချင်းဆိုရင်တခြားနဲ့ထက်ညက်နဲ့နှမျိုးပဲရှိရဲ့ တချို့ကျတော့တစားနဲ့ကြိုက်တယ်ထန်းကျင်နဲ့မကြိုက်ဘူးထန်းကျင်နဲ့ကြိုက်တယ်တစားနဲ့မကြိုက်ဘူးဒီကမာရာလေးကတော့ထန်းကျင်နဲ့ပေါ့နော်ထန်းကျင်နဲ့ရပို့ပြီးတော့ကျမရဲ့အတွက်ကောင်းတယ်ဟောပြန်ပွဲကတော့အခုတော့မစင်စားသေးဘူးလို့ဆိုတော့တမိမာကကျန်တဲ့အပိုင်းမှာ challenge ရှိပေမဲ့အဲ speaking ဘိုင်းမှာလည်းအားနေအားနေတဲ့ခါကျတော့ fan တွေကလည်းတမိချိန်ဆဖြစ်လာတော့သူတို့ကအများကြီးမျှော်လင့်ထားတော့ မီးဘက်ကဒီအရာလေးတစ်ခုကြောင့်သူတို့လည်းစိတ်ထိခိုက်ရတယ်ပေါ့နော်အဲ့တော့တမီးတောင်းပန်ပါတယ်ပဲတမီးအဲ့လိုရုပ်ရှင်ဆက်ကားကြီးရိုက်ချင်တယ်အဲရုပ်ရှင်ဆက်ကားကြီးမှာပေါ့နော်အဲ့လိုမင်းသမီးနဲ့ဂျိုင်းတူရိုက်ကြတဲ့အခန်းတွေမှာမဲ့ယုံကြည်ပါတယ်ဆက်လာနိုင်မယ်အဲ့နေရာဟိုလိကအဲ့လိုအဲ့လိုဇက်ကားတွေပါကြီးကြီးပြက်လာချစ်ရချစ်ရတမီးအရန်ကြိုက်တယ်အရှရီယာရိုင်းဟောအဲ့မင်းသမီးကိုကြိုက်တယ်ပြီးတော့နောက်ထပ် Nora သူကအဲ့ belly dance ကလေ ။သမီးဟိုနေရာတော့ကားရတယ်။အဲ့အဲ့မင်းသမီးကိုကြိုက်တယ်။နှစ်ယောက်ကတော့ idol ပေါ့။ Bollywood ကတွေလည်း join တယ်လို့သိရတယ်ဟုတ်လား။ဟုတ်။သမီးကအဲ့ဒါ YouTube ကနေကြည့်ရပြီးတော့ကားရတယ်။အဲ့လိုကြီးလုံနေတက်သွား။ကိုလုံးချင်တဲ့အရာကိုဖယားကြီးမှဆူတောင်းနေသေးတယ်ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ။ကံကောင်းနေတော့မကိုကလုံနေမှာကံကအနောက်ကနေလိုက်ပြီးတော့ supporting ပေးမှာ။ပြောသမီးကြတော့ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ဆန်းကံပါတယ်သမီးကိုယ်တိုင်ကလို့ခံစားမိတယ်တကယ်စိုးစားမှလည်းရမှာ အဲကြောင့်ပြီးတော့ဒီဈေးရောက်နေဆိုတာကလည်းဒီလူငယ်တွေကိုသမီးကဘာမှအားငယ်ကြမလို့ပါဘူးလို့သမီးလည်းအလားမယ်လုပ်တယ်အလုပ်တွေအများကြီးလုပ်တယ်ဈေးလည်းရောင်းတယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်အဓိကကိုစိတ်ထားမှန်မှန်နဲ့လုပ်တယ်စိုးစားရဲဆိုတာမျက်နှာငယ်ကြမလို့ခုံယူကြပဲလေဒီလူငယ်တွေအများကြီးအဲ့ဒါစိတ်တက်မကြအောင်ခွန်အားတွေအများကြီးပေးချင်တယ်ဒါကတော့နွားတို့နွားတို့စစ်စစ်ဆံမလိုက်နေတဲ့ဒါဆိုရင်တစ်ခွက်ထောက်လာတယ်ဆိုတော့ရောင်းတယ်ဈေးလည်းမတင်တာပါ